အခုတင်ဆက်ပေးမယ့်သတင်းကတော့နေတိုးဖွဲ့အားလေးနှစ်အတွင်းရုရှားတိုက်ခိုက်လာနိုင်တယ်လို့သတိပေးလိုက်တဲ့သတင်းပဲဖြစ်ပါတယ်။လာမယ့်လေးနှစ်အတွင်းမှာနေတိုးဖွဲ့ကိုရုရှားဘက်ကတိုက်ခိုက်မှုတွေလုံလာနိုင်တယ်လို့ဂျာမနီကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်ကြီးကက်စတန်ဘရီယာကသတိပေးပြောကြားလိုက်ပါတယ်။ဗိုလ်ချုပ်ကြီးကက်စတန်ဘရီယာဟာစင်ကာပူနိုင်ငံမှာကျင်းပခဲ့တဲ့ရှန်ဂရီလာလောင်ကျော်ရေးဆိုင်ရာဆွေးနွေးပွဲမှာရုရှားစစ်တပ်နဲ့ထောက်လှမ်းရေးဆိုင်ရာတွေဟာတနေ့ကိုတင်က1500အနည်းဆုံးထောက်လှမ်းနေတဲ့အပြင်တခြားစစ်တပ်နဲ့တွေတိုးမြင့်ထောက်လှမ်းနေတာဟာ ယူကရိန်းစစ်ပွဲမှာအသုံးပြုဖို့အတွက်တခြားရွယ်ချက်မဖြစ်တယ်လို့ဆွေးနွေးခဲ့ပါတယ်။ဒါအပြင်အဲ့လိုထုတ်လုပ်မှုနှုန်းတိုင်းဆက်သွားနေမယ်ဆိုရင်လာမယ့်လေးနှစ်အတွင်းမှာရုရှားပိုင်ဆိုင်လာမယ်စစ်လက်နက်အနေထားဟာနေတိုးဖွဲ့ဝင်နိုင်ငံတွေကိုတိုက်ခိုက်မယ်အနေထားမျိုးဖြစ်လာမယ်လို့ဗိုလ်ချုပ်ကြီးကာစီယံပီယာကပြောကြားခဲ့တာပါဂျာမနီကယူကရိန်းကိုတာလက်ပစ်ဒုံးကျည်တွေပေးရခဲ့တယ်လို့အဲ့ဒီဒုံးကျည်တွေတုံးပြခွင့်မှာခွင့်ပြုခဲ့တာကြောင့်ရုရှားဘက်ကအဲ့ဒီဒုံးကျည်တွေတုံးပြီးရုရှားကိုတိုက်ခိုက်လာမယ်ဆိုရင် ဘုံကြည့်တုံတဲ့သူရောထောက်တဲ့သူကိုပါလက်တော့ပြန်မယ်လို့သတိပေးခဲ့တာကြောင့်ဂျာမနီနဲ့ရုရှားကြားမှာဒုတိယကမ္ဘာစစ်နောက်ပိုင်းအတင်းမဆုံးနေထားကိုရောက်ခဲ့လို့သိရပါဗျ။ဒီသတင်းကိုတော့ငင်းချမ်းဝါပေးပို့လာပါဗျ။